ားလုံးပဲမင်္ဂလာပါ။ဥပါကျော်ဒီတူရီ YouTube Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာ။နော်အားလုံးပဲမင်္ဂလာရှိတယ်။ယနေ့ကင်းလေးပါ။အားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုအမြဲတမ်းစောင့်မျှော်ပြီးကြည့်ရှုနေတဲ့ကိုကိုမားတွေကအခုမှတွေ့လို့မြင်လို့ဝင်ရောက်ပြီးတော့အားပေးတဲ့လူသစ်ကိုကိုမားတွေအားလုံးကစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်တူရီ YouTube Channel လေးရနေပြီးတော့စုမုံကောင်းလေးတောင်းပေးလိုက်ပါရယ်။အားလုံးပဲကျွန်တော်ဒီညနေမှာလဲအားလုံးပဲကိုကိုမားတွေအားလုံးပဲပေါ့နော်၄ဘိုင်း လေးဘက်သီးလေးနဲ့ပဲထပ်မံပြီးတော့ကျွန်တော်အောက်ဘက်ခံနိုင်ခဲ့တယ်။မိန်းကွက်ကလေးတွေနဲ့တော့ကျွန်တော်အောက်ဘက်မခံနိုင်သေးဘူးပြတော့။ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တနေကုန်မှာပေါ့နော်10ရက်3 2025တနင်္လာအဖွဲ့နေ့မှာတော့ဒါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့မနှံ့ညာဘိုင်ဘက်သီးလေးတွေနဲ့အောက်ဘက်ခံနိုင်ခဲ့ပြီ။ဒီညနေမှာ၄ဘိုင်၄ဘက်သီးကိုကြိုက်လို့လိုက်ပြီးကစားတဲ့ကိုကိုမားတွေအားလုံးပဲပေါက်ကြီးလေးတွေမှန်းမှဝင်ပြီးတော့ရေးပေးမယ်။တော့တန်ထိုင် ကိုကမြင်နဲ့တွေ့တယ်ဆိုရင်ပေါက်တယ်ရတယ်ဆိုရင်ပေါက်ကြီးလေးတွေမတ်မှာဝင်ရေးပေးမယ်အားလုံးပဲတန်းနိုင်သလောက်တူးတွေနဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာတန်းနိုင်သလောက်ပေါ့နော်ရှယ်လို့ရတဲ့နေရာမျှဝေလို့ရတဲ့နေရာလေးတွေမှာရှယ်ပေးပါမျှဝေပေးပါနော်ကိုတူးတယောက်မြင်တူးတယောက်ပေါက်တာထက်အများမြင်အများတွေးအများပေါက်ပါစေဆိုတဲ့စိတ်ဆန္ဒလေးထားပြီးတော့နော်တန်းနိုင်သလောက်ကိုကိုမားတွေကရှယ်ပေးပါမျှဝေပေးပါလို့ကျွန်တော်ဥစွာဓမ္မနော်မြေတာရက်ခံပါတယ် ဒါမနက်ညကိုကျွန်တော်တို့နော်ပတ်သီးလေးတွေပါတယ် main wax ကလေးတွေဘာကြောင့်မမိလဲဆိုတော့ကျွန်တော်တို့ကန်လေးတိတ်ပြီးတော့မလိုက်သေးလို့နော်ကန်လေးမလိုက်သေးလို့မရတာဘာဖြစ်လို့လဲဆိုတော့မနက်ပိုင်းမှာကျွန်တော်တို့ခွန်ခွန်ထွက်တယ်ခွန်ပိုင်းခွန်ပတ်သီး main on တစ်ခွက်ကောင်88နော်88ဖြစ်လို့ရတယ်ဒါပြင်လည်းမဖြစ်သွားဘူးဒီညနေမှာလည်းကျွန်တော်တို့၄ပိုင်း၄ပတ်သီးနော်40ခွန်ထွက်တယ်ဒါပေမဲ့40ခွန်မှာကျွန်တော်48လို့ပြောရင်ကျွန်တော်တို့ main off ကနေမိမယ်အဲ မနက်ညတစ်ချိန်တော့မီးစင်တယ်နော်ကိုကံကအဲ့လောက်ကလေးတောင်မှမကောင်းနော်ကဲအဲ့တော့ကြောင့်အားလုံးပဲစိတ်ဓာတ်မကြနေမနက်ဖြန်မှာရှင်နှစ်သီးသားရောက်အောင်အကောင်းဆုံးကြိုးစားပေးမယ်ရှင်နှစ်သီးသားရောက်အောင်လည်းအကောင်းဆုံးကြိုးစားထားတယ်မနက်ဖြန်မှာလုံးပိုင်းပတ်ကြီးအကြိုက်ကြိုက်ဆုံးနော်အကြိုက်ဆုံးမှာကဲအားလုံးပဲမှန်တာကိုမှန်တဲ့အတိုင်းလေးလိုက်ဆောင်းနေတဲ့ကိုကိုမားကြီးကတော့ပတ်သီးလေးတွေမှန်နေတယ်ကျွန်တော်တို့ရှေ့ပတ်တွေကတောက်လျှောက်ကလေးပါနော် ပတ်သီးလေးတွေမှန်နေတယ်ဒီပတ်သီးလေးတွေကိုကထိုင်ပြီးတော့တန်းနိုင်လောက်လေးထိုင်ပတ်နေတဲ့ကိုကိုမားတွေကတော့အဆင်ပြေကောင်းပြင်နိုင်မယ်เนาะမေယောကလေးထိုးတဲ့ကိုကိုမားတွေကတော့အရင်နေတယ်ဟိုမမပေါက်သေးဘူးပေါ့เนาะဒီတစ်ပတ်မှာတော့မပေါက်သေးဘူးကျွန်တော်တနင်္လာမနက်ညမှာမပေါက်သေးဘူးเนาะကဲဒါဆိုလို့ရှိရင်အားလုံးပဲမနက်ဖြန်17ရက်3လ2025အင်္ဂါနေ့12နာရီတမီးနဲ့မှာအားလုံးပဲပေါက်မယ်ရမယ် เนาะအားလုံးပဲအဆင်ပြေမယ်အဲ့တော့ကြောင့် live show video လေးကိုစလေအဆုံးပြီးဆုံးတိုင်အောင်ကြည်ပါရင်မကြည်ပါနဲ့ကြော်မကြည်ပါနဲ့အားလုံးကိုเนาะဘာကြောင့်လဲဆိုရင်ကျွန်တော်ပြီးတဲ့ကဏ္ဍလေးတွေကိုကိုကိုမာရီအနေနဲ့အကြိုက်တူမှထပ်တူကြမှခစားပါเนาะအကြိုက်မတူဘူးဆိုလို့ရှိရင်ရတယ်မကစားနဲ့ကျွန်တော်အကုန်လုံးကိုဟောကစားပါလို့မပြောဘူးเนาะအကြိုက်တူမှယူကစားအားလုံးကိုနေ့လိုက်ဆောတဲ့အတွက်အားလုံးပဲအမှားမှန်လက်ခံနိုင်ရမယ်အမှားမှန်လက်ခံနိုင်မှယူပြီးတော့ကစားပါ တတ်နိုင်သလောက်လည်းအကောင်းဆုံးကြိုးစားပေးတယ်။ကျွန်တော်စီမအဖွဲ့ဝင်စောတဲ့ကိုကိုမားတွေလည်းကိုစီမရရှိထားတဲ့ကဏ္ဍလေးတွေကိုအကောင်းဆုံးကစားပါ။နော်။ကိုရရှိထားတဲ့ကဏ္ဍလေးတွေကိုအကောင်းဆုံးကစားပါ။လာပါပါ။နော်။ပြီးရင်နေ့တိုင်းစောတဲ့ကိုကိုမားတွေနော်အဖွဲ့ဝင်ပြီးစောတဲ့ကိုကိုမားတွေအားလုံးပဲနေ့တိုင်းကဏ္ဍလေးတွေကိုကောင်းတာတွေးလို့ရှိရင်ယူကစားပါ။ကြိုက်တာတွေးရင်ယူကစားပါ။အားလုံးပဲ။ကဲဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်တို့7ရက်3လ2025 နေ့တိုင်းကဏန်းလေးစီကိုသွားမယ်အားလုံးပဲနော်ကျွန်တော်ခေါ်ပေးတဲ့ကဏန်းလေးတွေကိုရားတယ်ဆိုတော့ကိုကိုမားကြီးမန်လေးထဲမှာဝင်ပြီးတော့မန်ပြမယ်အားလုံးပဲပေါက်တက်ကြရမန်နေတော့မမန်နဲ့ဒီညနေဆိုရင်ကျွန်တော်တွေးလိုက်တယ်ကျွန်တော်တွေးလိုက်တယ်ဟိုပါလေဒီညနေမှာဟိုတယောက်ဝင်ရေးသွားတယ်ဗောနော်ဒါကျွန်တော်မတ်မဖြတ်တော့မဖြတ်သေးဘူးမတ်နေကတော့တောင်းတောင်းဖြတ်ခဲပါတယ်မဖြတ်ပါဘူးတော့ဘာကြောင့်လဲဆိုလို့ရှိရင်ဒီညနေမှာဝင်ရေးသွားတယ်ကိုးပိုင်ကိုးပတ်ဒီအကြိုက်ဆုံးကိုးနဲ့ပတ်သက်တာပဲထိုးမယ် ဒါတွေကပြောမဲ့ဆိုလို့ရှိရင်ကျွန်တော်ခေါ်ပေးတဲ့ကဏ္ဍလေးတွေကိုကိုကိုမားတွေအနေနဲ့စုံအောင်လို့ပဲမတ်မှာရေးပါ ကိုစိတ်သေးကနေပြီးတော့ကိုကြိုက်တာလေးကိုယူကစားဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘာကြောင့်ကျွန်တော်ဒီလို ပြောရတာလဲဆိုလို့ရှိရင်ဒါကိုကိုမားတွေသိလိမ့်မယ်ကျွန်တော်ပြောတာကကဏ္ဍကိုစုံအောင်ပြောတယ်မန်ရေးတဲ့လူကသူကြိုက်တာလေးကိုသူရေးသွားတယ်ဆိုတော့တချို့ဝင်လာတဲ့ကိုကိုမားတွေကမန်ထဲကိုဝင်ကြည့်လိုက်တယ်ဟာဒီကိုကိုအကြိုက်ဆုံးဆိုပြီးကိုကိုသွားပြီးတော့ ကစားလိုက်လို့ရှိရင်ကိုကလေးကိုကြိုက်နေတဲ့သားနဲ့လေးကိုမကစားပဲကိုကိုကစားလိုက်တယ်လို့ဖြစ်သွားမယ်အဲ့တော့အားလုံးပဲမန်လေးထဲမှာဝင်ရင်တက်နိုင်သလောက်မှန်မှန်ကန်ကန်လေးရေးပေးပါနော်ကိုကအဲ့ထဲထဲမှာအကြိုက်တူတာလေးကိုယူကစားကိုကြိုက်နေတတ်တာလေးကိုကစားပေးနော်ဟိုပြောမယ်ဆိုလို့ရှိရင်တော့ဗျာဟိုတချို့ကြောင့်လည်းအချိန်မပေးနိုင်တဲ့ခါကြောင့်မန်လေးထဲကိုဝင်လာတဲ့ဆရာပါရီမြတ်ပေးထားခဲ့လေအဲဒါလေးဝင်ကြည့်လိုက်တဲ့အသေးစားကြည့်ပြီးတော့ဩဒါမျိုးလေးပေးထားတယ်ဆိုပြီးတော့ ယူပြီးတော့ပဲထွက်သွားလိုက်တယ်နော် like လေးပေးပြီးတော့ပဲထွက်သွားလိုက်တယ်ပေါ့နော်အဲ့လိုမျိုးမလုပ်ပါနဲ့နော်အားလုံးပဲတက်နိုင်ရင်အချိန်ပေးနိုင်တယ်အချိန်ကလည်းကျွန်တော်အများကြီးမဟုတ်ဘူးဗီဒီယိုလွှင့်လို့ရှိရင်တက်နိုင်တယ်လို့ကျွန်တော်ကြုံပြီးလွှင့်ပေးတယ်ထန်းကုန်10မိနစ်17မိနစ်ဆိုတာအများဆုံးဒါလေးကိုတော့ like ကိုတေးချာလေးစားလေအဆုံးပြီးဆုံးတိုင်အောင်လို့တော့ကြည့်ပေးပါလို့နော်ကဲအဲ့တော့17ရက်3လ2020နဲ့5ဘိုင်းဘတ်ဒီ လာပြီအားလုံးပဲမန်လီထဲမှာမှတ်မယ်ကိုက live မှတ်မယ်ဆိုတော့ကိုကိုမာရီက live ပြီးတော့မှတ်ပြီးသားเนาะ17ရက်3လ2025အင်္ဂါနေ့12နာရီ3မိနစ်အတွက်ဘိုင်ဘတ်ဒီ6ဘိုင်6ဘတ်ဒီတစ်ဘာတစ်ဘတ်ဒီပါ6ဘိုင်6ဘတ်ဒီတစ်ဘိုင်တစ်ဘတ်ဒီကိုအစင်ပြရာကြိုက်နှစ်သက်ရာဘတ်ဒီလေးကိုအဓိကထားပြီးတော့စော်ပါနော်ဒီကစားပြီးတော့ကိုကြိုက်တဲ့ပတ်သီးလေးကိုရွေးချယ်ပြီးတော့ကစားလို့ရတယ်6တက်ပတ်သီးစီအားကောင်းတဲ့ပတ်သီး ်เนาะအဲ့တော့အားလုံးပဲ6ဘိုင်6ဘက်သီးကိုတော့ကြိုက်တယ်ပတ်နိုင်တဲ့ကိုကိုမာရီကပတ်ထားမပတ်နိုင်ဘူးဆိုတော့ကိုကိုမာရီက6ဘိုင်6ဘက်သီးကိုတော့ကြိုက်တယ်မပတ်နိုင်ဘူးဆိုတော့ကိုကိုမာရီက6နဲ့ပတ်သက်ရင် main only ကွ60 65 64 6960 65 64 69ဖြစ်ပါတယ် တဲပိုင်တဲပက်ကြီးကိုတော့ကြိုက်တယ်မပန်းနိုင်ဘူးမေယောဝက်ကလေးပဲထိုးမယ်ဆိုတော့ကိုကိုမာရီကဒီမေယောဝက်ကလေးတွေကိုအဓိကထားပြီးထိုးပါ30 15 14 19ဖြစ်ပါတယ်နော်30 30.5.14.19ဖြစ်ပါတယ်အားလုံးပဲကိုအစဉ်ပြေရာကြိုက်နေတဲ့ရာ၃ဘိုင်ပတ်သီးလေးကိုယူကစားပါကိုအစဉ်ပြေတဲ့ မိန်အောကွက်ကလေးတွေကိုယူကစားပါနောက်ဆုံးမှာကျွန်တော်မိန်အောနှစ်ကွက်ပေါ့နော်6ပိုင်း6ပတ်စီနဲ့ပတ်သက်ရင်မိန်အောတစ်ကွက်ရောတစ်ပိုင်းတစ်ပတ်စီနဲ့ပတ်သက်ရင်မိန်အောတစ်ကွက်ဒါလေးကိုကျွန်တော်မိန်အောနှစ်ကွက်ထုတ်ပေးပါမယ်နောက်ဆုံးမှာအခွေလေးတစ်ခွေဒီအခွေကိုတော့ကျွန်တော်မနက်ဖြန်မှာတော်တော်လေးကြိုက်ပါတယ်ကိုကိုမားတွေလည်းအကြိုက်တူရင်ယူကစားပါတေးသေးချာချာလေးကစားပါပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနန်းလေးကိုအစားကနေပြီးတော့ဆောင်းအောင်ပြောမယ်အားလုံးပဲမန်လေးထဲမှာဝင်ပြီးတော့အကုန်လုံးတန်းစီပြီးတော့ရေးမယ် နော်စက်တရက်3လ2020နဲ့5အင်္ဂါနေ့12နာရီတမီနစ်အတွက်အကောင်းဆုံးဘိုင်းဘက်ဒီ6ဘိုင်း6ဘက်ဒီ10ဘိုင်း10ဘက်ဒီပါပတ်နိုင်တဲ့ကိုကိုမားတွေပတ်ထားပါ6ဘိုင်း6ဘက်ဒီကိုတော့ကြိုက်တယ်မပတ်နိုင်ဘူးဆိုတော့ကိုကိုမားတွေက606964469ပါ60 65 64 69ပါ တိပိုင်တိပတိကိုတော့ကြိုက်တယ်မပတ်နိုင်ဘူးဆိုတော့ကိုကိုမာရီကတင်းနဲ့ပတ်သက်လို့ရှိရင်30တင်9တင်4 19 30တင်9 14 19ဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်6ပိုင်6ပတ်သီးနဲ့ပတ်သက်လို့ရှိရင်အဓိကထားပြီးတော့ main or တင်သင်းတဲ့ကဏ္ဍလေးက65တကွက်ကောင်းပါ65တကွက်ကောင်းဖြစ်ပါတယ် နော်တိပိုင်တိပတ်စီနဲ့ပတ်သက်လို့ရှိရင်အဓိကထားပြီးတော့တင်ထိုးသင်းတဲ့မေယောတကွက်ကောင်း30တကွက်ကောင်းပါနော်30တကွက်ကောင်းပါကြည့်ဒါဆိုလို့ရှိရင်နောက်ဆုံး၃လုံးအခွေလေးကိုသွားမယ်၃လုံးအခွေလေးကိုသွားမယ်အဲ့လားကတော့၃ရယ်၄ရယ်၅ရယ်၃ရယ်၄ရယ်၅ရယ်၃လုံးအခွေလေးပါ၃ရယ်၄ရယ်၅ရယ်၃လုံးအခွေလေးဖြစ်ပါတယ်၃၄၅ပူပါအခွေအပူပါထဲ့ခွေနော် ူပါထဲခွေပါ3 4အပူပါခွေเนาะ3 4အပူပါခွေကဲဒါဆိုလို့ရှိရင်အားလုံးပဲကျွန်တော်ခေါ်ပြီးတဲ့ကဏ္ဍလေးတွေကိုအားလုံးပဲရကြမယ်လို့ထင်တယ်ကျွန်တော်လည်းထပ်ခါထပ်ခါပြောတယ်เนาะဒါဆိုရင်မေယောနှစ်ကွက်ကိုပဲကျွန်တော်ထပ်ပြောမယ်65ရဲ့10ရဲ့6ပိုင်း6ပတ်စီနဲ့ပတ်သက်ရင်65မေယောတစ်ကွက်ကိုအကြိုက်ဆုံးပါဒီပိုင်းဒီပတ်စီနဲ့ပတ်သက်ရင်10ကိုအကြိုက်ဆုံးပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့၃လုံးအခွေအနေနဲ့ 345ပူးပါအခွေတော့ကိုအစင်ပြေရာကြိုင်းနေတဲ့ရာလေးတွေကိုယူကစားပါအားလုံးပဲအမှားမှန်လက်ခံနိုင်မှယူကစားပါအမြဲတမ်းမှန်ရင်လို့တော့မရဘူးလေဟုတ်တယ်မလားအမြဲတမ်းမှန်ရင်တော့စက်ကင်စီတာတော့စက်ကင်ပြီးတဲ့ကနန်ထိုးအိုင်ဘောမှာလိန်ချားလိမ့်မယ်နော်အာစက်ကင်မှာကွာဆိုပြီးတော့စေသိန်းတောင်းမယ်15သိန်းတောင်းမယ်အဲ့လိုလူမျိုးစီတော့အလားဆိုလို့ရှိရင်တကွာသေးလေးရမယ် မှန်ရင်လဲမှန်မယ်မှားရင်လဲမှားမယ်မတတ်နိုင်ဘူးเนาะကဲဒါဆိုလို့ရှိရင်အားလုံးပဲဟိုပါကြောဒူရီ YouTube channel လေးကိုကြည့်နေကြတဲ့ကိုကိုမားတွေအားလုံးပဲเนาะလူဟောင်းကိုကိုမားတွေကောလူသွေးကိုကိုမားတွေကောเนาะတတ်နိုင်သလောက်ကျွန်တော်ရဲ့ live show video file လေးကိုเนาะ share ပေးပါတတ်နိုင်သလောက်ဒူရီနဲ့သဆိုင်တဲ့နေရာလေးတွေမှာမျှဝေပေးပါเนาะ အများမြင်အများတွေ့အများပေါက်ပါစီဆိုတဲ့စိတ်ဆန္ဒလေးထားပြီးရှယ်ပေးပါအားလုံးပဲကျွန်တော်တို့17ရက်အင်္ဂါနေ့7နှစ်နာရီတမီနဲ့မှာပတ်သီးမိန်ခွက်နှစ်သီးစားနဲ့အားလုံးပဲအောင်ဝဲခံနိုင်မယ်အောင်ဝဲခံနိုင်အောင်လည်းအကောင်းဆုံးကြိုးစားပေးထားပါတယ်ကဲအားလုံးပဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ live ဗီဒီယိုလေးကိုဒီမှာပဲရန်နာမယ်ဗျာเนาะအားလုံးပဲ overjoy dodi youtube channel လေးကိုကြည့်နေကြတဲ့ကိုကိုမားတွေအားလုံးပဲ စိတ်ချမ်းသာခြင်းကိုရမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေတလုံးတဝါတွေပြည့်စုံကြပါစေလို့ကျွန်တော်စုမကောင်းလေးတောင်းပေးရင်းနဲ့ပဲနှုတ်ခွန်းဆက်လိုက်ပါတယ်အားလုံးပဲဘိုင်းဘိုင်းပါဘနဖန်12နာရီခွဲတာနဲ့ live မှာပြန်တွေ့မယ်အားလုံးပဲเนาะပေါကြီးလေးတွေမန်းနိုင်မို့တာပြင်ထားဘိုင်းဘိုင်းပါ